ိုးကြည့်မိတတိပေးချက်မင်္ဂလာပါအော်ဒီယိုဝိုင်းဇွန်နိုင်ငံနေကျူဆူပါတယ်ဇခုတခါမှာတော့မိုးလေဝသမြန်မာရန်ကုန်ဌာနကွဲပိတ်ကနေတင်ထားတဲ့မိုးကြည့်မိတတိပေးချက်ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာမိုးကြည့်မိတတိပေးချက်1389ခုကစုံလာစန်း12ရက်2025ခုနှစ်မေလ10ရက်ယနေ့မြန်မာစံတော်ချိန်7:30မိနစ်ချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရ အရှေ့ဘက်နဲ့အနောက်ဘက်မှလာသော လေပွေလိုင်းများဘင်္ဂလားပင်လယ်အော်အတွင်ဖြစ်ပေါ်လာနိုင်သည့်လေဖိအားနှင့်ရေပုံ၏အရှင်ဖြစ်လွင့်စင်လာမည်အားကောင်းသော အပူပြန်တက်တိုင်တိုင်များနဲ့အာရှဂုံးနှင်းဒေသမှလေအေးများတွဲဆုံနိုင်မှုလို့ကြောင့်လကောင်းမကြာခင်ရပိုင်းတွင်ဝင်ရောက်လာမည်အနောက်တောင်မုတ်တုံလေဦးကြောင့်လကောင်း၁၀ရက်၅လ၂၀၂၅ရက်နေ့မှ၂၃ရက်၅လ၂၀၂၅ရက်နေ့တွင်နေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ချမ်းပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာနှံပြားမိုးထစ်ကြုံရပြီး နေရာကွက်၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စည်းလက်ခြင်းမိုးချမ်းခြင်းမိုးချိုးပစ်ခြင်းမိုးသီးကြွေခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ် ရေပြင်းမြေပြင်းလေသည်တနားရီလင်းမိုင်40မှ မိုင်50အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်။ဒုဖြစ်ပါ၍10ရက်5လ2025ရက်နေ့မှ23ရက်5လ2025ရက်နေ့တွင်မိုးရွာသောညညဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အအုံများတစ်ပင်တကိုင်းများဖိုက်ဘာလိုင်းနှင့်လက်စစ်တအားလိုင်းများပြိုကျရိုင်လဲခြင်းစာသောသဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက် ကောမြင့်ဒေတာအနေတွင်နေထိုင်ကြသူများနေဖြင့်မောကျော်ဖြစ်ခြင်းနှင့်မြေပြုံမှုအန္တရာယ်ကို၎င်းမြမကံရိုတန်းတခြားမြေငယ်ချောင်းငယ်များအနေနဲ့မြေနေပိုင်းတွင်နေထိုင်ကြသူများနေဖြင့်လေပြင်းအန္တရာယ်နှင့်လျှက်ရပြတ်ရေကြီးရေရှမ်းမှုအန္တရာယ်တို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့်စာပြုံးမွေးမြူတောင်သူများအပါဝင်ပြည်ရင်းလေချောင်းပြန်တန်းရေးပြည်ရင်းရေချောင်းသွားလာရေးမြမကံရိုတန်းတခြားနှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကန်ဒီကန်ဝေးငါဖန်းရေရေများဆက်လိမ်များတင်မောများနေဖြစ်လဲကြိုတင်သတိပြုနိုင်မှရန်ကြိုတင်၍သတိပေးနှိုးဆော်တင်ပြပါသည်လေဖီယာနှင့်ရေဝန်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေထပ်မံသတိပေးချက်ယနေ့မြန်မာစံတော်ချိန်7:30မိနစ်အချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရလာမည့်7ရက်9လ2025ရက်နေ့တွင် ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းကပ်ပလီကျွန်းအနီး၌လေဖီယာနှင့်ဆဲတစ်ခုဖြစ်ပေါ်လာနိုင်ပြီး အဆိုပါဖြစ်ပေါ်လာနိုင်သည့်လေဖိအားနှဲဆဲသည့်မြားအနာမြောက်ဖက်သို့ရွေလျားက73ရက်5လ2025ရက်နေ့တွင်ဘင်္ဂလားပင်လယ်အော်အရှိလယ်ပိုင်းကိုကိုကျော်နီး၌လေဖိအားနှဲရဝန်းဖြစ်သို့အားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်မြမပင်လယ်ပြင်ပေါ်အကျိုးသက်ရောက်နိုင်မှုဆိုပါဖြစ်ပေါ်လာနိုင်သည့်လေဖိအားနှဲရဝန်း၏အချိန်ကြောင့်7ရက်5လ2025ရက်နေ့မှ23ရက်5လ2025ရက်နေ့တွင မြမကန်ယိုဒန်တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့တွင်၎င်းဂျပန်ရခိုင်မောသက်လေပြင်းများကြားရောက်ပြီးလိုင်းတင့်တင့်မှလိုင်းကြီးနိုင်ပါတယ်မောသက်လေပြင်းကြားစဉ်မြေပြင်ရေပြင်လေသည် တနအီလင်း35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာမြမကန်ယိုဒန်တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့တွင်9ပေမှ12ပေခန့်ရှိနိုင်ပါသည်မြမနိုင်ငံပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါဖြစ်ပေါ်လာနိုင်သည့်လေပြင်းရနှင့်ရံဝန်း၏အခြေအနေကြောင့် ဇယ်ရက်9လ2025ရက်နေ့မှ23ရက်9လ2025ရက်နေ့တွင် လေပြည်တော်သကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရော်ရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကျကျမှနေရာဆက်ဆက်မိုးထစ်ချုံရွာသွန်းနိုင်ကား နေရာကွက်ရိပ်မိုးချခြင်းဒေသအလိုက်မိုးချခြင်းလျှက်စည်းလက်ခြင်းမိုးချခြင်းမိုးသီးကြွေခြင်းမိုးကြောဖြစ်ခြင်းနဲ့မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။ရခိုင်ပြည်နယ်အတွင်းလာမည့်မေလ9ရက်10ရက်နေ့များတွင်မြောက်ဦးခရိုင်အန်းခရိုင်တောင်ကုတ်ခရိုင်နှင့်တန်ရွဲခရိုင်တို့တွင်မိုးအနှဲငယ်မှ အသင်းတင့်ရွာနိုင်ပါသည်။17ရက်12ရက်23ရက်နေ့များတွင် ခရိုင်အားလုံးမိုးအနှဲငယ်မှအသင်းတင့်ထစ်ချုံရွာပြီး မြောက်ဦးခရိုင်အန်းခရိုင်နှင့်တန်တွဲခရိုင်တို့တွင် နေရာခွက်၍မိုးကြီးနိုင်ပါသည်။ကြားပြည်နယ်တွင် လာမည့်မေလ9ရက်10ရက်17ရက်12ရက်13ရက်နေ့များတွင်ရိုင်းကော့ခရိုင်ပေါ်လက်ခဲခရိုင်ဒီမော့ဆုတ်ခရိုင်နှင့်မဲဆက်ခရိုင်တို့တွင်မိုးတင်းတင်းထစ်ချုံရွာပြီးခရိုင်အားလုံးတွင်နေရာခွက်၍မိုးကြီးနိုင်ပါသည်။ကြားပြည်နယ်တွင်လာမည့်မေလ9ရက်10ရက်နေ့များတွင်တောင်ကြီးခရိုင်ဂလော့ခရိုင် နန်းဆန်ခရိုင်နဲ့လင်းခဲခရိုင်တို့တွင် မိုးအတင်းတင်းထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်17ရက်12ရက်13ရက်နေ့များတွင် ခရိုင်အားလုံးတွင် မိုးအတင်းတင်းထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်ပကိုင်းတိုင်းဒေသကြီးတွင်လာမည့်မေလ10ရက်17ရက်နေ့များတွင်ခရိုင်အားလုံးတွင်မိုးနှင်းငယ်မှအတင်းတင်းထစ်ချုံရွာပြီးရေဦးခရိုင်ရွှေဘိုခရိုင်စကိုင်းခရိုင်မုံရွာခရိုင်နှင့်ရင်းမပင်ခရိုင်တို့တွင် နေရာခွဲ၍မိုးကြီးနိုင်ပါသည်။စနေရ7ရက်နေ့များတွင် ခရိုင်အားလုံးမိုးအထင်းထင်းထစ်ချုံရပြီး နေရာခွဲ၍မိုးကြီးနိုင်ပါသည်။ကချင်ပြည်နယ်အတွင်းလာမည့်မေလ10ရက်17ရက်နေ့များတွင် ခရိုင်အားလုံးမိုးနှင်းငယ်မှအထင်းထင်းထစ်ချုံရပြီးမြကြီးနားခရိုင်ပူတာအိုခရိုင်ဗမောခရိုင်နှင့်ချီပွေခရိုင်တို့တွင် နေရာခွဲ၍မိုးကြီးနိုင်ပါသည်။စနေရ7ရက်နေ့များတွင် ခရိုင်အားလုံး မိုးတန်းတန်းထချုံရပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်ချင်းပြည်နယ်အတွင်းလာမည့်မေလ9ရက်ဆယ်ရက်နေ့များတွင်မင်းတက်ခရိုင်မတူပီခရိုင်နှင့်ပလဝခရိုင်တို့တွင် မိုးတန်းတန်းထချုံရပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်17ရက်12ရက်နေ့များတွင် ခရိုင်အားလုံးမိုးတန်းတန်းထချုံရပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်ရန်ကုန်တိုင်းဒေသကြီးတွင် လာမည့်မေလ9ရက်နေ့များတွင် ခရိုင်အားလုံးတွင်မိုးနှမ်းငယ်မှမိုးတင်းတင်းထချုံရွာပြီးတင်းဆိုင်ခရိုင်တန်လျင်ခရိုင်တွန်တေးခရိုင်ကြောက်တရားခရိုင်အလုံးခရိုင်မယန်းကုန်းခရိုင်တင်ငန်းကျွန်းခရိုင်ဘူတထောင်ခရိုင်နဲ့ကမာရွတ်ခရိုင်တို့တွင် နေရာခွဲ၍မိုးကြီးနိုင်ပါသည်၁တရက်၁၂ရက်၁၃ရက်နေ့များတွင် ခရိုင်အားလုံးတွင် မိုးအတင်းတင်းထချုံရွာပြီးဒေသလိုက်မိုးကြီးနိုင်ပါသည်နေပြည်တော်ကောင်းစေနယ်မြေတွင်လာမည့်မေလ 9ရက်10ရက်17ရက်12ရက်13ရက်နေ့များတွင်ဩဒရခရိုင်ဇေယသီရိခရိုင်လယ်ဝေးခရိုင်နှင့်ပြမနာခရိုင်တို့တွင်မိုးအထင်းထင်ထချုံရွာပြီးဒေသလိုက်မိုးကြီးနိုင်ပါသည်မန္တလေးတိုင်းဒေသကြီးတွင် လာမည့်မေလ10ရက်17ရက်နေ့များတွင်ခရိုင်အားလုံးတွင်မိုးနှင်းငယ်မှအထင်းထင်ထချုံရွာပြီးမဟာအောင်မြေခရိုင်အောင်မြေတာဆန်ခရိုင် အမရပူရခရိုင်တပိတ်ချင်းခရိုင် ပြင်ဦးလွင်ခရိုင် ကြောက်ဆဲခရိုင်၊ဇမဲတင်းခရိုင်၊မြင်းညာခရိုင်နဲ့တရဲဦးခရိုင်တို့တွင် နေရာခွက်၍မိုးကြီးနိုင်ပါသည်။ဆနေရ73ရက်နေများတွင် ခရိုင်အားလုံးတွင်မိုးတင်းတင်းထချုံရပြီးဒေသအလိုက်မိုးကြီးနိုင်ပါသည်။မိုးလေဝသမြန်မာရန်ကုန်ဌာနခွဲမြန်မာနိုင်ငံကိုစားပြုဌာနမိုးလေဝသမြန်မာနားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပရာတွေဝေးကွာကြပါစေဗျာ။